ောကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးတော့မှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆောကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူ account တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့သတင်းကောင်းပါကြင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တမ်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါခြင်းပါတယ်။ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ားလုံးပဲမင်္ဂလာပါဆော့ကာဟောက်စ်ရဲ့တင်ဆက်မှုကနေကြိုဆိုပါရစေကျွန်တော်အခုစနေသုံးသက်သွားမယ့်အကြောင်းအရာကခေါင်းစဉ်အရင်ပြောမှာပေါ့နော်ခေါင်းစဉ်ကနှစ်ဖက်သွားဓာတ်ပေါ်ကအဖီလောင်ရည်တံများဆိုတဲ့ခေါင်းစဉ်ဆိုတော့ဒီခေါင်းစဉ်ကိုကြားရင်ဘာလို့ဆိုလို့ဆိုတော့ချိုပရိတ်တက်တီးလိုက်မယ်အထူးသဖြင့် Liverpool ပရိတ်တက်ပြီးတီးလိုက်မယ်မနေ့ည Arsenal နဲ့ကစားသွားတဲ့ပွဲတူတူ draw ကြတယ်ဆိုတော့ဒီပွဲမှာ လော်ဘူးတဲ့အနာကတ်အတွက် corner bradley ကိုကျွန်တော်စောင့်ကြည့်ခဲ့ကြတယ် bradley အတွက်အရေးအပါဆုံး၃ပွဲဒီ၃ပွဲမှာ corner bradley ဟာသူ့ရဲ့ performance ကိုအမြင့်ဆုံးအဆင့်မှာပြသနိုင်မယ်ဆိုရင်ရှေ့လာမယ့်ရာသီမှာလော်ဘူးရဲ့ right back တနည်းအားကအသေးအတန်အရေးကြီးလူခေါ်စရာမလိုသေးပဲနဲ့ corner bradley ရဲ့နေရာဖြစ်လာမယ် တကယ်လို့လုံလောက်တဲ့ performance ကိုမပြနိုင်ဘူးဆိုရင်တော့ counter break လေးဟာအာနိုရဲ့အခုအနေနဲ့ bench မှာရှိသလိုပဲနောက်ရောက်လာလက်တန့်တော့ဒီ right back တူဦးရဲ့အခုအနေနဲ့ bench မှာရှိလိမ့်မယ် so counter break လေးကစားတယ် counter break လေးရဲ့သူသာအထုံးမှုသူရဲ့ work ethic intensity သူရဲ့ aggressiveness ဒီအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်တန်ကြာဖြစ်ချင်မှရှိဘူး နောက်တစ်ခုကသူ့ရဲ့ဒီဘောလုံးစွမ်းရည် quality ပိုင်းဆိုင်ရာမှာလေ corner bradley ဟာ alexander arno နဲ့မတူညီသောရှူတောင်တစ်ခုနဲ့ liverpool ကိုအဲပေးဆက်ကစားနေတဲ့ကစားသမားတူဆိုတာသိကြရတယ်။သို့တော့ဒါဟာ champions league တို့မဟုတ် premier league အမှတ်ပေး champions league ကိုတို့မဟုတ် english ဘောလုံးလောကကိုဆက်လက်တော်မူနိုင်ဖို့အတွက်လုံလောက်ရည်လားဆိုတော့ဒါကတော့မေးခွန်းထုတ်စရာပေါ့။ ပြီးတော့ဒီအာဆနယ်နဲ့ကစားနေရင်68မိနစ်မှာအာနက်စလော့ကအလစနာအာနိုကိုကွင်းနဲ့ထည့်လိုက်တယ်။ကွင်းနဲ့ထည့်လိုက်တဲ့အချိန်မှာဒီအန်ဖီပရိတ်6000ကျော်စီကနေပြီးတော့အတန်နှစ်တန်ထွက်လာတယ်။တတန်ကအလစနာအာနိုကို cheers လုပ်တယ်။တတန်ကအလစနာအာနိုကို boo လုပ်တယ်။တခါပွဲပြီးတော့လောဘပရိတ်တချို့ပေါ့နော်ကျွန်တော်အခုပြောတဲ့စကားထဲမှာတချို့ဆိုတဲ့စကားပါတယ်။တချို့ကအလစနာအာနိုကို လောင်ကြီးရတယ်လောင်ပြောင်ကြတယ်အဲ့ဒါကျွန်တော်အားလုံးရဲ့ဆုံးဖြတ်ချက်ဆိုတော့ဒီနေရာမှာကျွန်တော်မိုရခုတ်တည်အကြောင်းမိုရခုတ်ဆော့ဖ်သစပို့အကြောင်းကျွန်တော်တို့ပြောရအောင်မယ်လီဗာပူးပရိသတ်တွေဒီလိုလှုပ်သိမ်းရလာဆိုရင်မေးခွန်းဆိုတော့ကျွန်တော်တို့ဥပမာတစ်ခုစဉ်းစားကြည့်မယ်ကိုကကံလေးတခုထူထောင်ရတယ်ကိုကံလေးမှာ ဝန်ထမ်းတအုပ်ရှိမယ်အဲ့ဒီဝန်ထမ်းဟာအသက်မပြည့်တဲ့အချိန်ကလေးကအခုအနေနဲ့ရောက်လာပြီးတော့လေ့ကျင့်ရင်သင်ကြားရင်တိုးတက်မှုတွေပြသရင်ခေါင်းကြီးရဲ့အမာခံဝန်ထမ်းတအုပ်ဖြစ်လာတယ်နှစ်20ကျော်သွားတယ်အဲ့ဒီအချိန်မှာပူကောင်းမွန်တဲ့မလာတာနှုတ်ထားကြောင်းဖြစ်စေရာသီကလူအခြေအနေကြောင်းဖြစ်စေသို့မဟုတ် အဲတခြားသောကိုယ့်ရဲ့ညီမချက်တွေကြောင့်ကိုလေလုတ်ပြောင်းဖို့ကိုယ်ပြောလာခဲ့ရင်ကိုယ်အနေနဲ့ဘယ်လိုဆုံးဖြတ်မလဲဆိုတော့ဒီနေရာမှာလူနှမျိုးတော့ကွဲမယ်နဲ့တူတယ်တချို့ကလည်းငါတို့အတွက်မင်းလုံနိုင်စရာလုတ်ခဲ့ပြီးပြီးသွားပြီဒီကုမ္ပဏီကြီးကြီးဝါလာအောင်တိုးတက်လာအောင်မင်းအနေနဲ့တဆန်းသမျှဆန်းဆောင်ခဲ့ပြီးသွားပြီမင်းတောင်းအောင် ကြည်သွားပြီး အနာကမှာပိုကောင်းတဲ့ဟို live ပေါ့နော်ပိုကောင်းတဲ့ဒီစိတ်ခံစားမှုတွေနဲ့ဆက်ပြီးတော့လုံးလုံးနိုင်ပါစေအမေတော်လို့ရပြီမပြောရင်ပြန်လာခဲ့ဆိုတော့လူမျိုးလည်းရှိမယ်နောက်တစ်မျိုးဆိုရင်တော့မင်းဒီလိုအခြေအနေမျိုးကို ရောက်လာအောင်လို့ club ဟာမင်းကိုအများကြီးအကူအညီပေးခဲ့တယ်ယုံကြည်မှုတွေပေးခဲ့တယ် ် sorry company ပေါ့နော်ငါတို့ company ကိုဒီတက်ပို့ပြီးတော့တိုးတက်လာအောင်ကြီးပွားလာအောင် လုပ်ဖို့အတွက်ငါတို့မှာအိမ်မက်တွေလည်းရှိနေတယ်ဒီအခြေအနေမှာမင်းဘာကြောင့်စွန့်ခွာသွားတာလဲဘာကြောင့်စွန့်ခွာမှာလဲဆိုတော့ဒီလူမျိုးပေါ့နော်အခြေအနေနှစ်ခုကိုတောင်းသူလောကမှာလည်းတကယ် real life and real life မှာလည်းကျွန်တော်တို့ကြုံတွေ့နိုင်တယ် ကိုကဘယ်လိုပိုင်ခြင်းမျိုးလဲဘယ်လိုအော်နာမျိုးလဲဆိုတာကကိုပုံမူတည်တေချာတာကတော့တေချာတော့နှစ်ဖက်လုံးမှားမနေဘူးဆိုတော့ဂျမီကာရီကာကဒီအလက်ဆန်ဒါအာနိုကိုဘူးလို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လီဗာပူးပရိသတ်တွေလောက်တော့အပြင်လူတွေဘယ်သူမှပုံမသိနိုင်ဘူးအဲ့ဖကားနန်လေလီဗာပူးရှယ်အင်ဂျီကိုဝှထားတရွေ့ကိုကစားသမားကိုလောင်ပြောင်မဲ့ထင်မှာလောင်ယူမဲ့ထင်မှာငါတော့မပါဘူးလို့သူပြောသွားတယ် အားလည်းမှန်လေပြီးတော့အလက်ဇန္ဒရာအာနိုးနဲ့ပတ်သက်ပြီးတော့တချို့တွေစိတ်ပြက်နေကြတယ်ဒီ situation ကိုဒါကြောင့်အလောင်ပြောင်းကြတယ်ဆိုတော့လည်းငါနားလည်နိုင်တယ်ဆိုတော့ Jimmy Carragher ပြောသွားတဲ့စကားတွေကကျွန်တော်အမြင်ပြောရအောင် on point ပဲအကုန်လုံးဟာ target ကိုရောက်တယ်အကုန်လုံးကအကုန်လုံးကလက်ခံပြီးလို့ရတယ်ဆိုတဲ့စကားတွေကြီးပဲဆိုတော့ Arne Slot ရှူတောင်းကိုကြည့်တဲ့အခါ Jimmy Carragher ကဖြစ်နိုင်ရင်အာနိုးကိုလက်ချက်နောက်ပွဲမှာမသုံးစေချင်တော့ဘူး Liverpool ရဲ့ ဒါဟီးရိုးဖြစ်ခဲ့သူလီဗာပူးကိုအလုပ်အကျဉ်းပြုခဲ့သူတအူးကိုဒီလိုအခြေအနေတွေမဖြစ်အောင်ကုညီနိုင်တဲ့သူကအာနီစလော့ပဲရှိရလို့ဂျမီခရက်ကကမြင်နေအာနီစလော့အနေနဲ့ချန်ပီယံဖြစ်ပြီးသားပြိုင်ပွဲတစ်ခုလိပြိုင်ပွဲတစ်ခုအခါနာဘရက်လီကိုပဲလုံးဝသုံးပလိုက်တော့အလက်ဇန်ဒါအာနိုးကိုကွင်းနဲ့မထက်ရင်ကောင်းမယ်ဆိုပြီးတော့ဂျမီခရက်ကကအပြန်ပြုတ်သွားတယ် တော့ကျွန်တော်တို့ analyst log ရှုတော့ကြည့်အောင်ကျွန်တော်တို့ဒီအသင်းမှာနိပြဖြစ်ခံထားတာကရနိုင်သမျှအမှတ်တွေယူဖို့နိုင်နိုင်သမျှနိုင်ဖို့ဆိုတော့လက္ခဏာအားလုံးကိုထည့်ခြင်းအပြင်ချုပ်ပွဲတွေဟာထည့်သွင်းခြင်းအပြင်အသုံးပြုခြင်းအပြင်ချုပ်ပွဲတွေဟာနိုင်ပွဲအတွက်ဖို့အချင်းနေကောင်းမယ်လို့ယူဆရင်ကျွန်တော်သူ့ကိုသုံးမယ်သူ့ကွင်းထဲမှာရှိနေခြင်းဟာနိုင်ပွဲအတွက် အကူအညီမဖြစ်ဘူးသို့မဟုတ်သူထပ်ပို့ပြီးတော့အကူအညီဖြစ်နိုင်တဲ့သူတူရှိတယ်ဆိုအဲ့ဒီသူကိုကျွန်တော်သုံးမယ်ဆိုတော့နီးပြရှူတော့ကနေ professional ရှူတော့ကနေပြီးတော့ analyst slot ကပြောသွားတယ်ပြီးတော့ဒီ level ပြိသက်တွင်လည်းပတ်သက်ပြီး analyst slot ကအနိုးကိုတချို့တွေလောင်းကြောင်ကြိုက်မယ်တချို့တွေကအားပေးကြတယ်ဆိုတော့ကစားသမားတဦးဟာ professional ကစားသမားတဦးဟာဒီလိုအခြေအနေတွေကိုတော့ရှောင်လို့လို့ရမှာမဟုတ်ဘူး solo ရာက analyst slot ကလက်ချက်ပွဲတွေမှာလည်းအဲ့ဒါဆိုတော့အနိုးကိုသုံးပါပဲဆိုတော့သူပြောသွားတယ် ဆိုတော့ဂျမီကော်ရီကလည်းမတူညီသည့်တိုင်အောင်ဒီဘက်မှာလည်းအမှန်တရားတစ်ခုဟာရှိနေတယ်ဆိုတော့ကျွန်တော်တို့ကတခါအလက်ဇန္ဒရာအာနိုရှူတော်ကိုသွားမယ်အလက်ဇန္ဒရာအာနိုကိုနဲ့ကိုဝင်လာတယ်ဒီပွဲမှာအတင်းအတွက်အရေးပါတဲ့ cross တွေပေးပို့မှုတွေတချို့သော delivery တွေကိုကျွန်တော်တို့တွေ့ရတယ်သူ့အလုပ်ကိုသူကောင်းကောင်းလုပ်နေတယ်သူ့ကိုအားပေးတဲ့သူတွေရှိတာသိနေတယ်သူ့ကိုတောင်းပြောင်းနေတဲ့သူတွေရှိတာသိနေတယ်သို့တော်ဒီ situation ကိုကဒီလိုဖြစ်မှာပဲဆိုတော့သူနားလေပြီးသား ဆိုတဲ့အနေအထားမျိုးနဲ့သူ့အလုပ်ကိုသူအားလုံးစိုက်သွားတယ်။တကယ်တော့ဒီအသင်းကထွက်တော့မယ်လို့သူပြောခဲ့တာကဒီအာဖနန်နဲ့ပွဲမှာမဟုတ်ဘူး။ရှေ့ပွဲတွေမှာခဲ့ကသူပြောခဲ့ပြီးတော့ရှေ့ပွဲတွေမှာသူဒီအတွေ့အကြုံရှိခဲ့ပြီးသွားပြီ။ဆိုတော့သူလုံးဆက်ရှိတော့သူအားကျုံးမှတက်အကောင်းဆုံးလုပ်နေတယ်။ဆိုတော့အလဇနာအာလုံးအနေနဲ့ဒီအနေအထားအတွက်ဒီအခြေအနေအတွက်သူရင်ဆိုင်ရမယ့်အရာတွေကိုပြင်ဆင်ပြီးသားသိရှိပြီးသားဖြစ်နိုင်မယ်လို့ကျွန်တော်တို့ယူဆတယ်။ဆိုတော့အလဇနာအာလုံးရှူတော့အရာတော့73ကိုလည်းဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ဒီတစ်ခါကျတော့လေဘောပြည်သက်တွေကွင်းထဲမှာဒါဟာကော်နာဘရက်လီရဲ့နေရာဆိုပြီးတော့ပေါ်ကြတာရှိတယ်။ဒါဟာစတီဗန်ဂျယ်ရက်ရဲ့ဝိညာဉ်ကိန်းအောင်တဲ့နေရာဆိုပြီးတော့ပေါ်ကြတာရှိတယ်။တချို့ဘန်နာစတီရှိတယ်။ Okay ဆိုတော့စတီဗန်ဂျယ်ရက်ကိုကျွန်တော်တို့ပြန်ကောက်ကြည့်တဲ့အခါကျတော့စတီဗန်ဂျယ်ရက်ဟာဂျိုဖင်မော်ရီညိုလက်ထက်ကတည်းကလီဗာပူးကိုအလုပ်ဒီချယ်လ်ဆီကိုလာဖို့ကမ်းလှမ်းခံခဲ့ရဘူးသလို့ စတီဗန်ဂျရက်ကို2009မှာတခါချော်ဖီအသင်းကကမ်းလှမ်းဖို့လုပ်တယ်။ဂျရက်ကိုယ်တိုင်လည်းပြောင်းရွှေ့ခြင်းစိတ်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဟိုထားပါတော့ဒီသူရဲ့အကောင်ဆုံးအချိန်မှာ supply ရဖို့အတွက်အဲ့ဒီအချိန်မှာပို့ပြီးတော့နှိမ့်ဆက်မဲ့လူယူစားတဲ့အသင်းစီကိုသူတောင်းရင်ကောင်းမလားဆိုတဲ့အတွေ့အကြုံဝင်ခဲ့ဘူးတယ်။အဲ့လိုပဲစတီဗန်ဂျရက်ဟာ Real Madrid ရဲ့ကမ်းလှမ်းမှုကိုခံခဲ့ရဘူးတယ်။ Telegraph သတင်းစာနဲ့2010ရုံးက interview မှာ ဂျရက်ကအဲ့ဒီအချိန်လုံးကတော့ဒါအခုပြောတာမဟုတ်အဲ့ဒီအချိန်လုံးကသူကပြောခဲ့လဲဆိုတော့လေ့ကျင့်အကွင်းကနေအိမ်ကိုပြန်တိုင်းကားမောင်းနေရင်းနဲ့ကျွန်တော်အတွေ့အကြုံရှုပ်ထွေးနေတယ်တဲ့။ဘာအနေနဲ့လီဗာပူးကိုဆွန့်ခွာပြီးဂျရက်ကလည်းအလက်ဇန္ဒားအာလုံးနဲ့အလားတန်တူတာကသူတို့အကယ်ဒမီထွက်နေပြန်။ဒီအသင်းမှာလူလောင်းရောက်ခဲ့ပြီးဒီအသင်းမှာကမ္ဘာအပေါင်းဆုံးတန်းကိုရောက်ခဲ့ပြီး၆စီးပုံကသွားတင်သလားမသွားတင်ဘူးလားဆိုတာတွေက သူ့အရန်ဆိတ်ရှုပ်ထွေးစေတယ်။နောက်ဆုံးမှာတော့သူဆုံးဖြတ်ချက်ချလိုက်တယ်။ငါဒီလိုအမှားမျိုးထပ်မကျူးလွန်တော့ဘူး။ကိုယ့်ရဲ့ game အပေါ်ပြင်ဆင်မှုကိုအရန်အနှောက်ယှက်ပေးတဲ့အတွက်စိတ်ကိုတတ်သမတ်ထဲထားရမှာ level ပုံမှာပဲဆက်နေတော့မယ်လို့ဆုံးဖြတ်ပြီးတဲ့နောက်မှာအဲ့ဒီအမှားမျိုးထပ်မလုပ်တော့ဘူး။ဆိုတော့ Gerard ကသူ့ရဲ့အကောင်းဆုံးအချိန်တွေအကုန်လုံးကို Liverpool အသင်းမှာပုံဆုံးသွားခဲ့ပြီးတော့နောက်ပိုင်းကျတော့မှ Steven Gerrard ကဒါကျွန်တော်တို့ဒီ Liverpool နဲ့ဘယ်လိုပြိုင်ပွဲမျိုးမှမဟုတ်တဲ့ သူ့ကစားသမားဘဝအရာလဲအကြမ်းကိုရောက်လာဖြစ်တယ်နေဝင်ချိန်နဲ့ကိုက်ညီတဲ့အရက်ဒေတာကိုကြောင်းရွှေ့သွားခဲ့တယ်ဆိုတော့ဒီလိုတွေးကြည့်မှဆိုအလက်ဇန်ဒါအာနိုသူ့ရဲ့အကောင်းဆုံးအချိန်အကောင်းဆုံးအသက်အရွယ်မှာလိုဘူးမှာသူဆက်မနေသင့်ဘူးလားရိုဂျာဗန်ဒိုက်တက်တန်းထိုးလိုက်ပြီမဟာမတ်ဆာလာတက်တန်းထိုးလိုက်ပြီအလက်ဇန်ဒါအာနိုသာထပ်ပြီးတော့တက်တန်းထိုးမှဆိုလိုဘူးပြည့်စက်တွေအတွက်ဒါဟာထရဗာအောင်မြင်မှုပဲပြီးတော့ဒီလိုဘူးအသင်းရဲ့အနာဂတ်ဟာ အရှိမထပ်ပြီးအားဖြစ်မဲ့သူတွေရှိလာအောင်မယ်ဆိုရင်ပိုကောင်းလာဖို့ရှိတယ်။သို့တော့အာနိုကပြောင်းရွှေ့လိုက်တယ်။တောင်းဖြုတ်ကိုဆုံးဖြတ်ခဲ့တယ်ပေါ့နော်။လီဗာပူးကထောက်ခါကိုဆုံးဖြတ်ခဲ့တယ်။ဘယ်အသင်းကိုသွားမလဲဆိုတာရယ်မက်ဒရစ်လို့ကျွန်တော်တို့ဒါအချမ်းပြင်းသဘောပေါက်ပြီမဲ့သို့တော့ဒါဟာ official မဟုတ်သေးဘူး။ဘယ်အသင်းလဲဆိုတော့ကျွန်တော်တို့မသိနိုင်သေးဘူး။ဆိုတော့ဒီနေ့မှာကျွန်တော်လီဗာပူးပရိသတ်တွေခံစားရတဲ့ဖြူတော်ကိုပြန်သွားကြည့်ရင်ကျွန်တော်ကအခုလမ်းကိုထွက်မယ်။ လောဘပရိသတ်တွေစုဝေးနေတဲ့နေရာတစ်နေရာကိုထိုင်မယ်။ရောက်မယ်။အဲ့သူနဲ့အတူတူထိုင်မယ်။တယောက်ချင်းကိုခေါ်ပြီးတော့ Champions League မှာဘယ်အသင်းကိုအနိုင်ရပြီးပိုဆွဲကြံတယ်လို့ကျွန်တော်ကတအူးချင်းလိုက်ပြီးမယ်။အဲ့ဒီခါမှာလောဘပရိသတ်တချို့က Champions League Final မှာ English Premier League တသင်းသင်း Manchester United or Manchester City Chelsea Arsenal အဖြစ်တသင်းသင်းကိုပြောမဲ့သူရှီကောင်းရှိနိုင်တယ် သို့တော့10ယောက်မှ10ယောက်သို့မဟုတ်10ယောက်မှ2ယောက်ပဲအဲ့ဒီအပြင်ဆိုရင် Inter Milan AC Milan Juventus မဖြစ်နိုင်ဘူး Bayern Munich မဖြစ်နိုင်ဘူး Barcelona မဖြစ်နိုင်ဘူး Atletico Madrid Borussia Dortmund မဖြစ်နိုင်ဘူးကျန်တဲ့10ယောက်မှ10ဦးသို့မဟုတ်9ဦးကဘာပြောမလဲဆို Champions League Final မှာ Real Madrid ကိုအနံ့ယူပြီးတော့ပိုဆွဲတာကိုငါတို့မြင်ကျင်တယ်ဆိုတာမျိုးကိုပြောမှာပဲဒါကကျွန်တော်အမြင်ဆိုရင်အဲဒါဟာအမှန်တရားဖြစ်မယ်လို့ကျွန်တော်တက်တက်ချာယုံတယ် လူ၁၀ယောက်မီး၈ဦးသို့မဟုတ်၉ဦး၁၀၀မင်း၈၀သို့မဟုတ်၉၀ဟာလီဗာပူးကိုချန်ပီယံစ်လိဂ်ကိုဘယ်လိုပုံစံနဲ့ပိုဆွဲစေချင်တယ်လဲဆိုရီယယ်မက်ဒရစ်ကိုစီမီဖိုင်နယ် or final or quarter final ပဲအဆင့်မှာဖြစ်ဖြစ်ကြောဖြတ်ပြီးအထူးသဖြင့်တော့ဘလူပွဲမှာပြန်ပြီးတော့အနိုင်ယူခြင်းနဲ့စိတ်လီဗာပူးပရိသတ်တွေမှာရှိတယ်အဲ့တော့ဒါကအတင်းတင်းရဲ့ culture တော့အတင်းတင်းရဲ့ဒီဘယ်လိုပုံစံလဲဆိုတော့ဟိုရေးမထားတဲ့စီးမြင်းတွေပဲအဲ့ ဟိုဘယ်လိုခေါ်မလဲဆိုတော့ unwritten rules တွေပဲဒီဟာကြီးကိုရေးပြထားစရာမလိုဒီဟာကြီးကို unfeel ကွင်းမှာစာရင်းချိန်ထားစရာမလိုပြည်သက်တွေရင်ထဲမှာအရာရှိတယ်ဆိုတော့အလက်ဇန္ဒားအာနိုးသွားမဲ့အသင်းဟာ real madrid ဖြစ်နေတဲ့အခါကျွန်တော်တို့ကောက်ချက်ကအခုပဲခြောက်လိုက်ရပြီပုံမှန်အဖြစ်ကစားသမားတဦးကိုလူမျိုးရေးခွဲခြားလောင်ပြောင်မှုတွေအတွက်ကျွန်တော်တို့ဟာအားမပေးပြီမဲ့မမေ့တင်တာကလူတိုင်းလူတိုင်းကိုကျွန်တော်တို့က ဟိုလူ6000စာပုံတပုံနဲ့ရေးဆွဲလိုက်လို့မရဘူး။ဒါဟာ black or white ကိစ္စမဟုတ်ဘူး။ဒါဟာ boolean logic ကိစ္စမဟုတ်ဘူး။ဒါဟာ fuzzy logic ကိစ္စ။ကျွန်တော်လူ6000လုံးဟာအာနိုးကိုဝိုင်းဆောင်ကြဆိုတဲ့ကိစ္စမဟုတ်ဘူး။လူ6000လုံးကအာနိုးကိုအားပေးကြကိစ္စမဟုတ်ဘူး။အဲ့လိုစီစဉ်လို့လည်းမရဘူး။လူတဦးချင်းစီမှာကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ဆန္ဒကိုလူမျိုးခွဲခြားမှုမဟုတ်ပဲ အဆင်လန်းခွဲခြားမှုမဟုတ်ပဲအသားရောင်ခွဲခြားမှုမဟုတ်ပဲဒီစံနှုန်းတွေကိုမညှိဆုံးပဲကိုယ့်ရဲ့ဘယ်လိုခေါ်မလဲစံနှုန်းကိုရှင်းရှင်းလင်းလင်းပြသခွင့်ရှိတယ်လို့ယူဆရတယ်။အလဇနောအာနုနဲ့ပတ်သက်ပြီးတော့ဒီအသင်းကထွက်မဲ့ကိစ္စပေါ်မှာပြင်နေတဲ့သူတွေရှိလိမ့်မယ်မှန်တယ်လို့မဆိုလို့ရှိကိုရှိမှာအဲ့လိုပဲအလဇနောအာနုကိုဒီကွန်ပျူတာနေတဲ့သူတွေကြိုဆိုတဲ့သူတွေအသင်းအတွက်သူလုပ်ပေးခဲ့တာအတွက်ကျေးဇူးတင်တဲ့သူတွေလည်းရှိကောင်းရှိလိမ့်မယ်ဆိုလိုတာကပုံ ဒီလူ6000စလုံးကိုပုံတော်နဲ့တော့ဆွဲလို့မရဘူးလူ6000အတွက်ပုံပေါင်း6000ဆွဲရမှာအဲမျိုးမျိုးသောကွဲလွဲမှုတွေရှိနိုင်တယ်ဆိုတော့နောက်ဆုံးတော့အာနစ်လော့ပြောတာလည်းပြန်ချုပ်ရရင် professional ကလာသမားဘောင်းဟာတော့ဒီအရာကရှောင်လို့မရဘူးပြီးတော့ liverpool ပြိသက်တချို့ရဲ့ဒီစိတ်ပြတ်မှုဒီအခြေအနေပေါ်စိတ်ပြတ်မှု alexander arnold ပေါ်စိတ်ပြတ်မှုတော့ကျွန်တော်တို့မဖြစ်မနေနားလည်ပေးရမယ် ဒီအရာတွေကိုလုံးဝရှောင်လွှဲပြီးတော့အဆဆအရာရ100%ပြည့်ပြည့်စုံသောဂရီဘာလမ်းကွဲမျိုးဖြစ်ဖို့တော့မရှိဘူးဆိုတော့ဒီ6000ထဲမှာ4000သုံးဖို့5000ဟာအလုံးနဲ့ပတ်သက်ပြီးတော့အကောင့်မြင်တဲ့သူသုံးဖို့ကြားနေတဲ့သူဖြစ်သည့်တိုင်အောင်5000သုံးဖို့1000လောက်ကတော့ဒီလိုအမြင်နဲ့ရှိနေမှာပဲဆိုတော့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ဟိုအလတ်တော်အာနုနေနဲ့ရှေ့သားမဲ့ပွဲတွေမှာအာနက်စလော့ကသူ့ကို73မယ်ဆိုရင် သူအကောင်းဆုံးပြင်ဆင်ထားဖို့ပဲကျွန်တော်တို့မျှော်လင့်တယ်ဆိုတော့ဒါကဒီအဖီကွင်းမှာကျွန်တော်ကြားခဲ့ရတဲ့လောင်ရည်တန်တွေအလားတူအားလုံးလောင်ရည်တန်တွေဒီအားနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်ဟိုဒီရှုထောင့်အမျိုးမျိုးကနေပြီးတော့ဒါတွေးတော့ကြည့်တဲ့အပိုင်းပေါ့နော်ဆိုတော့ဒီရောက်သုံးသက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ဒီ Soccer Hawks ရဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်